ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေပြည်တွင်းကိုပြန်ပြီးဝင်ရောက်ဖို့အတွက်တိကျတဲ့မူဝါဒတွေချမှတ်ဖို့လိုတယ်ဆိုပြီးတော့နိုင်ငံရေးနဲ့ရပ်ဖက်လူမှုအဖွဲ့အစည်းတွေကသဘောထားညင်ညာချက်ထုတ်ပြန်လိုက်ပါတယ်။ဦးမျိုးမြင့်ဦးကဒီသတင်းကိုပေးပို့ထားတာပါ။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်းမြန်မာနိုင်ငံညီမျှချင်းမြန်မာနဲ့မြမရေးပူပေါင်းဆောင်ရွက်သူများအဖွဲ့တို့ကဒီဇင်ဘာလ18ရက်နေ့မှာသတင်းစာရှင်းလင်းပွဲတရပြုလုပ်ပြီးပြည်ပရောက်နိုင်ငံရေးအင်အားစုတွေပြည်တွင်းကိုပြန်ပြီးဝင်ရောက်ဖို့ကိစ္စနဲ့ပတ်သက်တဲ့သဘောထားညင်ညာချက်တရထုတ်ပြန်ခဲ့ပါတယ်။ ိမိနှင့်နိုင်ငံရေးအမြင်နှင့်ခံယူချက်မတူညီများအားဒီမိုကရေစီရဲ့ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးကိစ္စရပ်များကိုအပါဝင်နိုင်အောင်ကက်ပလက်ချုပ်ချယ်ခြင်းများမပြုတော့ဘူးလား။နှင့်အာဂါရှင်ဆရာမရှင်အဆက်ဆက်လက်အောက်ဒီမိုကရေစီခွင့်ပြုရေးငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအတွက်လှုပ်ရှားဆောင်ရွက်မှုများကြောင့်ဒီဘက်ကိုထွက်ခွာခဲ့ရပြီးမြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လို့များနဲ့အထင်ရှားနေထိုင်လူများအားလုံးအတွက်စစ်မှန်သောဒီမိုကရေစီအ ျိုးသားပြည်နယ်ရင်ကြားစီရေးမျိုးသားပြည်နယ်သိမြတ်ရေးရေးချန်ဒီမန်းချက်အပေါ်အခြေခံသည့်ရှင်းလင်းကြည့်ကြသောမူဝါဒများချမှတ်ကောင်းထည့်ဖော်ရန်လက်ရှိအစိုးရဟာပြည်ပကိုရောက်နေတဲ့တက်ကြွလှုပ်ရှားသူတွေကိုဂုံတိတ်ခါရှိရှိနဲ့ပြည်ရင်းကိုပြန်လည်ဝင်ရောက်နိုင်မှုအတွက်ဂတိပေးပြီးဖိတ်ခေါ်မှုတွေလုပ်ခဲ့ပေမဲ့ရှင်းလင်းတိကျတဲ့မူဝါဒနဲ့အကောင့်ထဲဖော်ရာတွေမရှိတာကြောင့်ပြန်လည်ဝင်ရောက်လာတဲ့သူတွေအနေနဲ့အခက်အခဲတွေတွေ့ခဲ့တာရှိခဲ့ပါတယ်။တချို့ကပြန်လာတယ် ပြန်လာတဲ့အချိန်မှာအမြင်နဲ့နောက်ကနေတောက်ထောက်ကြည့်ခဲ့ရမျိုးရှိနေတော့မှာပဲသူပြင်းနေလေသွားလို့ရှင်ပို့ပြီးတော့ကြုံတွေ့ရတယ်အဲ့ဒီကလှုပ်ရှားမှုမှာမူတည်ပြီးတော့တချို့လူတွေဆိုလို့ရှိရင်ကီဝင်ဝင့်ကိုတစ်ခါတည်းဖိတ်ပင်လိုက်တာတိုင်းပြည်ကနေနှိထုတ်တဲ့အခြေအနေမျိုးကိုမိုးတိဆိုလို့ကိုမော်ဝန်တို့ရဲ့ကိစ္စဆိုလို့ရှိရင်ဒါကျွန်တော်ဖြစ်ဖြစ်ချင်းချဖြစ်ခဲ့တဲ့ကိစ္စရှိပါတချို့ဆိုလို့ရှိရင်တော့တချို့ကတော့ပြန်လာရုံမကဘဲနဲ့တိုင်းပြည်ရင်းမှာပါဝင်မှုနဲ့နိုင်ငံသားပြန်လျှောက်တဲ့ကိစ္စရှိပါတယ် ဒါပေမဲ့နိုင်ငံသားပြန်လျှောက်တဲ့ကိစ္စတွေမှာဗီဇာပေးတဲ့ကိစ္စတွေမှာအဲ့ဒီလူတွေရဲ့ပါဝင်မှုလုံဆောင်တဲ့အခြေအနေတွေမှာတိကျခိုင်မာသော policy မရှိခြင်းတိကျခိုင်မာသောလုံထုံးလုံနည်းမရှိခြင်းကြောင့်ကျွန်တော်တို့မှာတဦးချင်းတယောက်ချင်းကိုပဲအခြေတည်ပြီးတော့လုံဆောင်မှုဖြစ်လာပါတယ်။အဲ့တော့ဘာဖြစ်လာလဲဆိုတော့ရတဲ့သူကရတယ်မရတဲ့သူကမရဘူး။ဘာကြောင့်လဲဆိုတော့လေအเจ้าရခိုင်ခိုင်မာမာမရှိတာပါ။ အဲ့တော့ပြန်လာခြင်းနဲ့သူတွေပြန်ဖို့တိုင်းပြည်ကိုလှုပ်လှုပ်ခြင်းနဲ့သူတွေမှာအခက်အခဲအများကြီးကြုံတွေ့ရတာမလိုလားအပ်တဲ့အချိန်ဆွဲခံကြည့်တာမလိုလားအပ်တဲ့စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်တဲ့အရာတွေဖြစ်နေတာကျွန်တော်ကြုံတွေ့ရပါတယ်2010ပြည့်နှစ်ရွေးကောက်ပွဲအပြီးပြုပြင်ပြောင်းလဲရေးကာလအစမှာပြည်ပရောက်တိုက်ခတ်နိုင်ငံရေးအင်အားစုတွေနဲ့တက်ကြွလှရှားသူတွေအပါအဝင်အကြောင်းမျိုးမျိုးကြောင့်ပြည်ပကိုထွက်ခွာခဲ့ကြတဲ့မြန်မာလူမျိုးတွေကိုပြန်လာဖို့အတွက်ဖိတ်ခေါ်ခဲ့ပေမဲ့ နောက်ကလေးကလွယ်ပြီးလက်တွေ့မှာပြည်ဝင်ခွင့်အပါအဝင်အမြဲတမ်းနေထိုင်ခွင့်နဲ့မြန်မာနိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားတဲ့နေရာတို့မှာအကန့်အသတ်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်ကျွန်တော်မျိုးမင်းဦးပါ